明个来玩先。 ရှမ်းအေကိုမီဒီယာကကြိုဆိုပါတယ်။2025ခုနှစ်မြမအမျိုးသမီးများနေ့အထိအမှန်တက္ကသိုလ်ပေါင်းစုံလှရင်ကြီးမဲပြိုင်ပွဲတွင်စုချီးမြင့်ပွဲကိုဇူလိုင်လ1ရက်နနက်9:00နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ကြီးမြို့မြို့တော်ခမ်းမ၌ကျင်းပခဲ့ပါတယ်။ရှေးဥစွာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်သင်္ကေတတာကြီးအဝင်းကြီးဦးဆိုင်လိန်ကအဖွဲ့မှစကားပြောကြားရာတွင်လှရင်ကြီးမဲပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းသည်မြမယဉ်ကျေးမှုကိုထိန်းသိမ်းသော အမျိုးသမီးများဖြစ်လာစေရန်ဗလာငားတံဖွံ့ဖြိုးတိုးတက်လာစေရန်ပြည်내နှင့်နိုင်ငံကုန်ဆောင်အလှမယ်များပေါ်ထွက်လာစေရန် ကာယလေ့ကျင့်ခန်းများကို လေ့ကျင့်ရမှာအားကစားကိုချစ်မြတ်နိုးသောစိတ်များပေါ်ပေါက်လာစေရန်ကာယလေ့ကျင့်ခန်းများကိုလေ့ကျင့်ခြင်းဖြင့်ရှင်ရင်းဆွဲပင်ကိုယ်ကာယအလှကိုပုံမိုးလှပလာစေရန်အနာဂတ်တွင်ကျန်းမာကြံခိုင်သောမြန်မာနိုင်ငံ၏အမျိုးသမီးကောင်းရတနာများဖြစ်လာစေရန်ရည်ရွယ်ခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်ထို့နောက်ပထမအဆင့်ပြိုင်ပွဲကိုကျင်းပရာရှမ်းပြည်နယ်တောင်ကြီးမြို့ရှိတက္ကသိုလ်များမှပြိုင်ပွဲဝင်လာရင်ကြီးမဲ29ဦးတို့ကတက်မ မှတ်ကိုဟန်များစိတ်ကြိုက်ကိုဟန်များဖြင့်ရှင်ပြိုင်ကြပါသည်ပထမအဆင့်ပြိုင်ပွဲပြီးတွင် အမတ်တည့်အခြေခံပညာထက်တဲ့ကြောင်းကျောင်းသူကလေးများကတကြံရောက်ပြီးကိုကိုတချင်းဖြင့်၎င်းတောင်ကြီးပညာရေးဒီဂရီကောလိပ်မှာကျောင်းသားကျောင်းသူများကအလှကဘာမီတချင်းဖြင့်၎င်းကပြဖြောပြခဲ့ကြပြီးတောင်ကြီးတက္ကသိုလ်မှာကျောင်းသူမတ်စုရင်ရင်ဝင်းကနောင်အင်းနေတချင်းဖြင့်တိစုဖြောပြခဲ့ကြပါသည် ်ရင်းနောက်ပထမအဆင့်ပြိုင်ပွဲမှာစကားတင်ရွေးချယ်ခံရသည့်ပြိုင်ပွဲဝင်အလှမဲစင်လေးဦးတို့ကတက်မှတ်ကိုဟန်များစိတ်ကြိုက်ကိုဟန်များဖြင့်ဆက်လက်အရှင်ပြိုင်ခဲ့ကြပြီးတောင်ကြီးတက္ကသိုလ်ကျောင်းသူများကခိတ္တိယပန်းကင်းတခြင်းဖြင့်ကပြဖြောပြပြီးကျောင်းသူမတ်စုရင်ရင်ဝင်းကရွှေမိုးလေးကညိုတဲ့တခြင်းဖြင့်တီးဆိုးဖြောပြခဲ့ပါတယ်ထို့နောက်စုချင်းမြင်ပွဲကိုကျင်းပရာပြိုင်ပွဲတွင်အကဲဖြစ်အမှတ်ပေးတိုင်းအဖွဲ့ဝင်များအတွက်ဂုံပြူလက်ဆောင်များကို ပြည်내အမျိုးသမီးကော်မတီအတွင်းရမှုက၎င်းကြိုင်ဝဲဝင်စုများကိုတက်ကတော်များမှပေါမောက်ခကျုံများပြည်내အမျိုးသမီးရေယာအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက၎င်း ဖြောပြည်ရေးအဖွဲ့များအတွက်ဂုံပြူလက်ဆောင်များကိုပြည်내လုံခြုံရေးနှင့်နေစိန်ရာဝန်ကြီးဇနီးက၎င်းနှစ်သိန်းစုနှစ်ရရှိသည့်ဤပညာတက္ကသိုလ်မှပြိုင်ပွဲဝင်အမတ်စဉ်29မန်နန်းကလေးရဦးအားပြည်내တရားလွတ်တော်တရားသူကြီးချုပ်ဤဇနီးက၎င်းနှစ်သိန်းစုတစ်ရရှိသည့်စေတက္ကသိုလ်တောင်ကြီးမှပြိုင်ပွဲဝင်အမတ်စဉ်23မက်ခင်ရတနာကြီးအားပြည်내ဥပဒေချုပ်က၎င်းဂုံပြူလက်ဆောင်နှင့်ငွေသားစုများပေးရခဲ့ကြပါသည် ဆက်လက်၍ပြည်내တင်ရတာရေးအာဝန်ကြီးကတတိယစုရာစီကြီးတောင်ကြီးပညာရေးဒီဂရီကောလိပ်မှာပြိုင်ပွဲဝင်အမှတ်စဉ်7မထူးထူးသောအားဆက်လွယ်ရုတ်တုနှင့်ငွေသားစုတို့ကို၎င်းပြည်내စီးပွားရေးအာဝန်ကြီးကဒုတိယစုရာရှိသည့်ဤပညာတက္ကသိုလ်မှာပြိုင်ပွဲဝင်အမှတ်စဉ်လေးမတ်ထက်ထက်ထွန်းအားဆက်လွယ်ရုတ်တုနှင့်ငွေသားစုတို့ကို၎င်း ပြည်နယ်မျိုးသမီးရာအဖွဲ့နာယကပြည်နယ်ဝန်ကြီးချုပ်ဤဇနီးဒေါ်ညိုမီစောက ပထမဆုရာစေတက်ကတော်တောင်ကြီးမှာပြိုင်ပွဲဝင်အမှတ်စဉ်ဇက်ခွန်မတ်တီတီမေသူအားတရဖူးနှင်တန်ဆလွေရုတ်တုနှင့်ငွေသားစုတို့အားပြည့်ရချင်းမြင်ခဲ့ကြောင်းသိရပါသည် အဆိုပါပြိုင်ပွဲကိုပြည်내ဆိုးရအဖွဲ့ဝင်ဝင်ကြီးများပြည်내ဥပဒေချုပ်ပြည်내မျိုးသမီးရေးရာအဖွဲ့နာယကပြည်내ဝန်ကြီးချုပ်ဤဇနီးနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များပြည်내ခရိုင်မြို့နယ်အစင်ဌာနဆိုင်ရာများတက္ကသိုလ်ဒီဂရီကောလိပ်မှကျောင်းသားကျောင်းသူများသူနာပြုတားဖွားတင်တဲ့ကျောင်းမှတင်နန်းသားတင်နန်းသူများအစီအကံပညာကျောင်းများမှာကျောင်းသားကျောင်းသူများတက်ရောက်ကြည့်ရှုအားပေးကြကြကြောင်းသိရပါတယ်ရှင်။